ကလေးတွေကိုစာတင်ကြအောင်ဆောင်ပြီးငွေတွေလိုက်လည်နေတဲ့ဆရာမတူမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီဗီဒီယိုလေးကတော့ကလေးရှိရဲ့မိဘတိုင်းတတိထားဆင်ကျင်နိုင်ဖို့တင်ပြလိုက်ရတာပဲဖြစ်ပါတယ်။ဒါကတော့ကလေးရဲ့မိခင်တဦးကနေသူ့လိန်ခလိုက်ရနဲ့ပတ်သက်ပြီးနောက်လူတွေမခံရအောင်တော့မျှဝေပေးလာတာပဲဖြစ်ပါတယ်။ကလေးရဲ့မိခင်ကတော့တင်လိုက်မှပဲတကယ်လူတွေမှမှန်းသိရတော့တယ်။လှူစားနေကြသူပါတဲ့ ူကတော့အဆီယမအယောင်ဆောင်ပြီးငွေလိမ်ထုတ်သွားတဲ့လူလိမ်အမျိုးသမီးကိုចောင်းသားမိဘများတတိထားရအောင်တင်ပြပြစီရှင်။ကျမအနှိုင်းအတွက်အိမ်မှာခေါ်တင်တဲ့ guide teacher မိဖွားနေတော့မှ teacher ကတခြား agent တစ်ခုကနေဆီယမရှာပေးပြီးလေးလပိုင်းမှာစစတင်ပါတယ်။အဲဒီကနေလစာကြိုပေးရပါတယ်။လေးလပိုင်းတင်ပေးပြီး၅လပိုင်းလစာကိုကျုထုတ်ပေးရပါတယ်။အဲ့လိုကျုထုတ်ပြီး၂ရက်ပဲလာတင်ပါတယ်။လစာကျုယူခြင်းလို့အတင်ပြတာပါ။လစာလည်းကျုထုတ်ပြီးတော့သူစာမတင်နိုင်တော့ဘူးဆိုပြီးခေါ်ပြီးရဆရာမစာပို့ပါတယ်။ ကိုလည်းဖုန်းဆက်လိုက်တော့မချေမငန်နဲ့ပြန်ပြောပိုင်။လားစာလေအခုပြန်မပေးနိုင်ပါဘူးဆိုပြီးပြောပါသေးတယ်။သူပြောပုံကဆ iam မတရားရဲ့ပုံစံမဟုတ်လို့မတင်ကြလို့ CCTV တွေပြန်ကြည့်တော့မှအယံအောင်သွားရပါတယ်။ကလေးကိုစာမတင်မဲသူပဲစာရီထိုင်ရေးကာလာရီချက်သွားတာပါ။တင်ခဲ့တလလုံးလုံးအဲ့လိုပဲလှုပ်သွားတာပါ။တကယ့်ကိုရီပဲချက်ရှိရှိလိန်နေတဲ့သူမှန်သိလိုက်ကြပါတယ်။တလလာပြီးနှစ်လစာလည်ယူတဲ့အပြင်စာမတင်မဲလည်ယူသွားတာပါ သူကလစာကြိုယူပြီးကလေးက Viber ဖြတ် အကောင့်တွေဘလော့သွားတယ်လို့ခေါ်ပြီးရတီချေကပြောပိုင်တမိန်လိုက်လိန်စားနေတဲ့လူလိန်မို့တခြားမိဘတွေကိုလိုမဖြစ်ရအောင်တင်ပေးလိုက်ပိုင်ဒါပေမဲ့တခြားကလေးကိုတီချာမကြည့်လို့ဆိုပြီးလူလိန်မအပီကောမန့်ရေးကြပါသေးရဲ့မေးစစ်အိမ်မှာဆီယာမတွေခေါ်ရင်တီချာစီစစ်ပြီးမှခေါ်ပိုင်အခုလိန်သွားတဲ့ဆီယာမလည်းလက်ရှိတင်ပေးနေတဲ့ဆီယာမကမိဘမှာမို့ယာယီအစားထိုးခေါ်လိုက်တာပါ သူ့ကိုခေါ်လာလဲအိမ်မာလာတင်ပြီးနေရဲ့ခစ်တယ်လေးရဲ့ဆီယာမကတဆင့်ခေါ်လိုက်တာပါသူကလည်းလှုပ်ပြီးနေကြအေးချင်းကနေခေါ်ပြရပါကလေးအတွက်ဆီယာမရွေးတော်လဲတခြားဆီယာမရဲ့နှစ်ယောက်ခေါ်ပြပြီးအစမ်းတင်တရက်ကြည့်ပြီးရွေးရတာပါဒိမ့်မဲ့သူကတော့တရက်ထင်းနဲ့ကလေးချင်းအောင်အယုံသိမ်းပါ යි နောက်ရက်တွေစတင်တော့ CCTV ကကြည့်ပါ යි CCTV ကိုကြောပေးပြီးသင်ပါ යි မိရအချိန်ပြည့်ပြတ်နေရော ူလာတင်တိုင်းအမြဲတမ်းကြည့်မရပါဘူးတင်ထားတဲ့အစာကြည့်ပြန်တော့လေကလေးလက်ရည်လို့နဲ့သူကိုယ်တိုင်ရည်သူကိုယ်တိုင်ကာလာချဲသွားတာပါကလေးလက်ရည်နဲ့တူတော့ကလေးရည်တွေပဲထင်ခဲ့တာကိုအပါမင်းတခြားသူတွေရောပါပဲအဲရကလေးထင်းတွေနဲ့စောင့်ကြည့်ခိုင်းတော့လေတကားပိတ်တင်တာမို့ဆ ्याम မတရားရဲ့ privacy ရှိရာကြောင့်လေးစားသမှုနဲ့ထိုင်မကြည့်ခိုင်းရပါဘူးကိုလည်းဆယ်နှန်းဖြည့်ပြီးတော့ကဂိုက်တင်ပူပါ යි ကိုစာတင်နေတဲ့မိဘထိုင်ကြည့်နေစာတင်ရအစီမပြေလို့ကိုချင်းစာပြီးထိုင်မကြည့်ခဲ့တာပါ။သူကတပတ်မှ၃ရက်တင်တာပါ။တလမှ၁၂ရက်ပဲတင်ရတာပါ။ဆီယမ်မဆိုတဲ့ကွန်ပျူတာလူလိန်လို့တော့မတင်ရခဲ့တာအမှန်ပါ။ဒါပထမဆုံးဖြစ်ချင်ပါပြီ။ကျမအိမ်မှာကလေးများတော့ဂိုင်းဆီယမ်မပဲရှေ့ရောက်ခေါ်ရပါပြီ။ခေတ်တိအတွက်၂ယောက်၊အနိုင်အတွက်၂ယောက်၊တူမအတွက်၁ယောက်၊ရင်ကြီးလိန်မဆီယမ်မ၁ယောက်၊ပီယန်နိုဆီယမ်မ၁ယောက် အနိုင်နဲ့ခက်တဲ့ငငယ်ကလေးကတင်တဲ့ကြာမတရား तू ကမိဘနေလို့ online နဲ့ပဲကလေးတွေတိုတက်မှုကိုစစ်ဆေးပေးပါ යි မိဘနေလို့အခုလိုလိန်သွားတဲ့ဆီယမကိုခေါ်တာပါ6လပိုင်းတည်းပြန်တင်ပါပါတကယ်ကလေးတွေပေါ်စေနာထိုင်ကြာမှာပါမိသားစုလိုဖြစ်နေပါပြီ ကလေးပေါ်တကယ်စည်နာထိုင်ရင်မိစင်ကလည်းတအားလက်လွတ်တဲ့သူပါမိသားစုဝင်လို့သဘောထားတဲ့သူပါဆီယမရီဆာလာတဲ့အပူအေးအေးမုတ်ကအစအေကုန်းဖေဖေဖို့အမြဲမှားထားပါအခုလိုလိန်သွားရင်သူကလွှဲရင်လက်ရှိအိမ်မှာတင်းနေဆရာမတွေတကယ့်အမှန်ကန်တွေပါမိဖွားနေရဲ့တီရှယ်တက်ထက်ဆိုခစ်တဲ့နဲ့အနိုင်ငငယ်လေးမြတ်တင်မိခဲ့တဲ့ဆရာစိတ်အဖြစ်မိဘစိတ်ပါထားဆရာမမျိုးပါ သူဆို အခုသူတပည့်အချိန်တွေအလဟာတက်ဖြစ်သွားလို့တအားစိတ်မကောင်းဖြစ်နေရပါ ပတ်စံပြန်ရှာလို့ရပါရင်ကလေးအတွက်အချိန်တွေအလကားကုန်သွားတာနှမျောတာပါပညာရေးကိုအရင်တက်စီခြင်းလို့ကလေးနှစ်ယောက်လုံးကို Brainwork Total School ရန်ကုန်မှာထားတာပါဇန်မာလီ join ပါရင်ကလေးတွေကျောင်းကပြန်လာတိုင်းဒီနေ့ကျောင်းမှာပြောရလားဘာတွေဖြစ်ခဲ့လဲအကုန်ပြန်ပြောခိုင်းပါရင်နာမည်ကြီးကျောင်းမဲဆိုပြီးလွတ်မထားပါဘူးကလေးတွေကတနေ့တာကျောင်းမှာဖြစ်သည်များအကုန်ပြန်ပြောနေသူတွေပါ အခုဟာကအဓိကငွေထက်ဘာမှမသိနားမလည်တဲ့ကလေးကိုလိမ့်ရတာပါပဲ။ ကုံသွားတဲ့ကလေးရဲ့အချိန်တွေရပါ ကလေးတွေအပေါ်ရောစီးပွားရေးရောဘာသာရေးရောမိသားစုရေးရောအရေးပေါင်းများစွာနဲ့တာဝန်ယူရတဲ့သူမျိုးအသေးစိတ်ကအစအမြဲကြည်ပိုင်ကလေးတွေကြောင့်အိမ်မှာဆိုလူစိမ့်အဝင်မခံတဲ့သူပါကလေးတွေအတွက်အထင်းခေါ်ရင်တော့ဘာသာရေးစိတ်ဝင်စားမှပညာတတ်မှစာရိတ္တကောင်မှနမိတ်ကအစအတိချရွေးပြီးခေါ်တဲ့သူပါအကွာဆီယာမဆိုတဲ့ကောင်ပုံနဲ့လိတ်သွားလို့ကိုရန်လဲအံအောင်မဆုံးဖြစ်ရပါဘူးအခုလိုတင်ပြတာကလည်းမိဘတွေလူလိန်အမျိုးသမီးကို အိမ်မော်ခေါ်တင်မိမှာဆိုလိုပါဆိုပြီးမြောက်ဝီလာခဲ့ရပဲဖြစ်ပါတယ်။ကလေးရှိတဲ့မိဘတိုင်းခရုစိုက်ကြပါရှင်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှပြန်တွေ့ကြပါမယ်ရှင်။ကားစုပ်ကိုပြုပြင်ပြီးဈေးတင်ရောက်နေရဆိုပြီးဝေဖန်ခံနေရတဲ့ဒုံဒုံလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒုံဒုံလေးကတော့နှစ်နှဲငယ်အတွင်းမှာပဲလမ်းဘေးအထည်ရောက်နေဘဝကနေရွှေဆိုင်ခွဲပြီးကားလုံငန်းတွေကိုတယောက်တည်းဥဆောင်နိုင်တဲ့အထိအောင်မြင်လာခဲ့သူတယောက်ပဲဖြစ်ပါတယ် ဒီလိုမြ мян ဆက်ဆံနဲ့အောင်မြင်မှုတွေရလာခဲ့တာကြောင့်သူ့ကိုအမျိုးသမီးအများစုကအားကျနေခဲ့ကြရပါတယ်တော်သူဘဝကနေဒီလိုအစီအပြေတဲ့ဘဝကိုရောက်လာရင်ဒုံဒုံလေးဟာကားရီကိုလိုင်းတွင်ရောင်းချရတဲ့အထီကိုအောင်မြင်နေပြီးခဏအတွင်းမှာပဲသူ့ရဲ့ပစ္စည်းတွေကအလင်းအမြန်ရောင်းထွက်နေရပဲဖြစ်ပါတယ်။တချို့ကဆိုရင်ဒုံဒုံလေးရောင်းတဲ့ကားကိုစီးကျင်လို့စီးလက်ဆကားကိုရှောင်ပြီးသူ့စီလာဝဲကြတဲ့သူတွေလည်းများစွာရှိပါတယ်။ ဒါပေမဲ့လည်းသူရောင်းတဲ့ကားတွေကတော့ကားအဟောင်းတွေကိုပြုတ်ပြင်ပြီးတော့ဈေးတင်ရောင်းနေရဖြစ်ကြောင်းဒီရက်ထဲမှာဖွင့်ချခံလိုက်ကြပါတယ်။ဒေါနောင်လေးရဲ့ဘဝကတော့မလွယ်ကူခဲ့ပဲအခက်ခဲတွေနဲ့ဖြတ်တန်းလာခဲ့ရတာပဲဖြစ်ပါတယ်။ဒေါနောင်လေးကတော့ဆရာဝန်ဖြစ်ချင်းပြီးတနိုင်ငံလုံးမှာအခမဲ့ဈေးကန်တွေကိုလည်းတိစောက်ပေးချင်တဲ့ဒေါနောင်လေးကတော့အမတ်မမီလို့အကြောင်းရင်းဖြစ်ခွင့်မရခဲ့ပါဘူးဒေါနုံလေးကတော့တက်မရှိရင်လက်နဲ့တော်မယ်ဆိုတဲ့အတိုင်းဒေါနုံလေးကလမ်းပေးမှာအထည်ရောင်းရကားနဲ့ရွှေလောကကိုရှောက်လာခဲ့ပါတယ် တနခါပကွက်ကြလဲပြီးတော့လက်ခုပ်တီးကရောင်းနေပုံစံတွေကြောင့်လူအများကတတိထားမိလာကြပြီးရွှေဆိုင်ခွဲတွေလည်းများစွာဖွင့်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူရောင်းနေရွှေတွေကဒုံးရွှေတွေဖြစ်နေရကြောင်းအယောင်တွေပြဲသွားတယ်ဆိုပြီးတော့လည်းသတင်းတွေထွက်လာခဲ့ပါတယ်။ဇေယောင်းနေ့အခါသူထံကိုလာဝဲသူတွေကိုစီမျိုးတော်သွားပြီးဆိုပြီးပြောတတိထုံထုံကအခုဆိုရင်ရွှေလောကနဲ့ကားလောကတွေကိုဝင်ရောက်လာခဲ့ပါတယ်။ကားတွေကို post တွေတင်ပြီးတော့ရောင်းနေပြီးရှုံးပြီးရှုံးနေပြီမဲ့လေ ဒေါနုံလေးရဲ့ပိုင်ဆိုင်မှုတွေကတော့များနေခဲ့ပါတယ်။ဒေါနုံလေးကလူတိုင်းကိုကားစီးစေချင်တာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေတဲကနေ short ခံပြီးကားရောင်းပေးနေရပါလို့ပြောထားပါသေးတယ်။ဒါပေမဲ့လည်းကားလောကတွေကသူ့ရဲ့ပြောစကားအရာတော့ဒေါနုံလေးကကားအဆုတ်တွေကိုပြုတ်ပြင်ပြီးဈေးတင်ရောင်းနေရလို့လည်းဆိုပါတယ်။ကားအောင်ကြည့်လိုက်တာနဲ့တင်ကားလောကဆရာကြီးတွေကတော့ဒေါနုံလေးရောင်းတဲ့ကားချို့ကစီးရီဘလက်ဘွားဖြစ်နေရလို့ပြောလာခဲ့ကြပါတယ်။ လူတိုင်းကားစီနိုင်ရမယ်ဆိုတဲ့စာပေါင်းနဲ့အတူကြိုးစားနေတဲ့ဒေါနုံလေးကတော့သူ့ဗီဒီယိုထဲမှာတော့အပိရဲ့သူတွေအရန်များပြီမဲ့နောက်ကွယ်မှာတော့ကားမကောင်းတာတွေကိုပြင်ရောင်းနေဆိုပြီးဝေဖန်ခံရတာပဲဖြစ်ပါတယ်။နောက်ပြီးကားတွေကိုအခုလိုပြင်ပြင်ပြီးဈေးတင်ရောင်းနေရတော့ချမ်းသာလာလားလားဆိုပြီးမေးလာကြသလိုသူ့စီမှာရွှေဝယ်ဘူးသူတွေကလည်းအယောင်ပြဲသွားတဲ့ရွှေတွေကိုပိုက်ကနောင်တရနေရလို့ဆိုပါတယ်။ဒေါနုံလေးကတော့ရွှေလောကမြေလောကကနေကားလောကတဲအထိရောက်လာခဲ့တာကြောင့်ကားလောကကဆရာကြီးများကလည်းစောင့်ကြည့်နေ ဲ့ကြပါရွှေကမဝေ့ချင်တင်ထားလို့ရပါမယ်လေကာအဟုတ်နေကိုပြုပြင်ပြီးတော့ရှားရင်တော့လူအသက်နဲ့နေရာကြောင့်ဒုံဒုံလေးကိုပြောဆိုသူတွေလည်းများလာခဲ့ပါ යි ဒါကြောင့်ဒုံဒုံလေးကတော့ယုံကြည်မှုအပြည့်ရှိသူဖြစ်ပြီးကားရီကိုအယုံရောင်းတယ်လို့လက်ခုပ်တီးပြီးရောင်းနေရဲသူပါဒုံဒုံလေးရောင်းပြီးရဲ့ကားကမှစီးကျင်တာကြောင့်စီးနေရဲ့ကားရီအလုံးကိုရောင်းပြီးမှရွှေဝေကနေတဆင့်တကူတကလာဝဲတဲ့သူတွေလည်းရှိတယ်လို့ခြံတကာမဖွင့်ခင်ကလေးကတန်းစီပြီးလာဆောင်နေကြတဲ့သူတွေလည်းအများကြီးရှိပါတယ်လို့ဆိုပါတယ် ဒီလိုရောင်းရတာကတော့ဒုံဒုံလီကယုံကြည်မှုတစ်ခုကိုတိစောက်ထားတာကြောင့်ဖြစ်ပြီးတယောက်တည်းစူးစမ်းနေရတဲ့အမျိုးသမီးဖြစ်တာကြောင့်မတိုက်ခိုက်ကြဖို့ကိုလည်းတောင်းဆိုထားတာပဲဖြစ်ပါတယ်။တချိန်ကလမ်းဘေးအထည်ဆိုင်ကလေးဖွင့်ရကနေ၅နှစ်အတွင်းကြီးကြီးတက်တတိမာကြီးဖြစ်လာရတဲ့ဒုံဒုံလီအပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။